အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြောင်းလဲချက်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာနေဝင်းမြင့်ရေးသားထားတဲ့နေအင်မတန်ပလီတဲ့ဆိုရင်ဖြင့်ခံရပါမလွဲဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်နေအင်မတန်ပလီတဲ့ဆိုရင်ဖြင့်ခံရမှာပါမလွဲ ဘူရာယုံကလေးကခက်မြောင်မြောင်ကလေးစင်ပြီးဝါးတရာခနော်နီခနော်နဲ့ကိုတရီးတရိုင်နဲ့ကိုဖြတ်လာတဲ့ကိုမှန်ကင်းကိုဝိုင်းကြည့်နေကြတဲ့ကလေးတွေကအိုးမှန်ကင်းကြည့်မိမခေါ်လာပြီးအဖေရဲ့អော်လိုက်ကြတဲ့ကလေးတွေဆိုတာပော့ပော့ကိုညံသွားတော့တယ်ကလေးတွေကအဖေရဲ့လို့တာអော်ကြတာထွက်ကြည့်တော့အမေရိကြီးထွက်ကြည့်တယ်အဖေတွေကထွက်ကြည့်လို့လည်းမြင်ရတာမှမဟုတ်တာ တဲတဲစုကလေးတွေမှာနေကြတဲ့အိနာဦးစီးဆိုတဲ့ယောက်ျားသား၁၄၅ယောက်ဟာမျက်မမြင်တွေကြီးပဲဒါပေမဲ့ကိုမှန်ကင်းမိမခိုးလာတယ်ဆိုတော့သူတို့လည်းမမြင်ရပေမဲ့ထွက်ကြည့်ကြတယ်မျက်နှာလေးတွေကလည်းပြုံးလို့ရွှင်လုံးသူတို့အားလုံးကဆရာကြီးလို့ခေါ်ကြတဲ့ဦးကြီးညိုကတော့ဟာမှန်ကင်းကြီးရနှစ်ယောက်တာတွဲလို့ဟောလာကြီးလာငါတို့ရတဲ့လှမ်းអော်တယ် ဟောလာချေလာတာအော်တာသူလည်းမြင်ရတာမဟုတ်ဘူးတကယ်ကနှစ်ယောက်ထဲလည်းမဟုတ်ဘူးဖုန်းကိုလည်းပါသေးတာမနေ့ကခုနှစ်နိုင်ခွဲကောင်နဲ့လိုက်သွားတော့ကကိုမှန်ကင်းရဲ့ဖိုးငယ်ရဲ့နှစ်ယောက်တည်းမယ်ဒလင်နဲ့သွတ်လွယ်ဘူးကလေးတော့ပါလာပေါ့လေအခုညနေပြန်လာတော့၃ယောက်ကိုမှန်ကင်းကိုမိမတစ်ယောက်ကကျွဲလို့တွဲတယ်ဆိုပေမဲ့မိမကရှေ့ကကိုမှန်ကင်းကအဲ့ဒီမိမပခုံးကိုကိုင်းရင်ဆန်း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 နဲ့ပြန်လာတာ။ ဖုံးကိုကတော့ဟိုဝဲဝဲနောက်ကကြံချောင်းတစ်ချောင်းစုံရင်းလိုက်လာတယ်။ကုံမှန်ကင်းကတော့မဲတလင်းကလေးကြောမှကတ်ထားပြီးဘူရာကစင်နည်းနည်းလမ်းလျှောက်ဝါဒရာကလေးတွေ့လိမ့်မယ်ဖြန့်တဲစုကလေးတွေ့လားခေါင်ဆောင်ဆောင်တဲကလေးတက်တဲ့ကိုသွားလို့နောက်ကလိုက်ရင်တွတ်တွတ်နဲ့လမ်းပြတယ်နဲ့တူပါတယ်ရှေးကမိမကလူစိမ့်စုပ်ပေးမယ်သွားနေလိုက်တာဖြောင်းလို့ တဲလေးပေါ်ရောက်တော့ကိုမှန်ကင်းကမဲတလင်းကိုကြောတိုင်းထားရကဖြုတ်ပြီးထရမှာညှက်ထားတဲ့နှီးချောင်းမှမှကလေးမှချိန်တယ်။သူခိုးလာတဲ့မိမကိုလှမ်းပြီးရေတစ်ခွက်ခတ်ပြီးဆန်းနေ။ရောက်ရောက်ချင်းပိုင်စိုးပိုင်နှင်းခိုင်းနေတဲ့ကိုမှန်ကင်းကိုလာကြည့်ကြတဲ့ကလေးတွေနဲ့မိမတွေကတဘောတွေကြလုံး။ကိုမှန်ကင်းရဲ့တဲကလေးစီကိုကတုတ်ကရက်လိုက်လာကြတဲ့မိမတွေထဲကတယောက်က"အောင်းမအမောပန်းဖြေပါစေအောင်တော့" မင်းနဲ့ငါညမမလုံနဲ့သူ့ဟာသူခတ်တောင်းလိုက်မယ်တဲ့ကိုမန်ကင်းကတော့အီအီဖိုင်ဖိုင်ခန္ဓာကိုယ်ကြီးကိုတသိမ့်သိမ့်ဖြစ်သွားအောင်ရည်ရင်ကမယားနေစားဆင်သေးမှာဗျဆိုတော့မိမတွေကဝိုင်းရံတွေးကြတာကက်ကက်လန်ရောခဏနေတော့ကိုမန်ကင်းကဖုံးငိုကိုလှမ်းခေါ်တယ်ဖုံးငိုက ကြွကြွအိမ်နဲ့ဝယ်လာတဲ့ထမင်းထုပ်သုံးထုပ်ကို သူ့ရှေ့မှာလာချတယ်တကယ်ကဖုံးငိုက ကိုမန်ကင်းရဲ့သားမဟုတ်ဘူး ဘာမှလည်းမတော်ဘူးသူ့လိုဘဝသူမျက်မမြင်ထဲကတယောက်ရဲ့သားပဲအသက်ကရှိလာမှဆယ်နှစ်သက်သားပဲကိုမန်ကင်းမာကလူတွေမရှိတယောက်ထဲသမားလူပြောလားဆိုတော့လည်းမဟုတ်မိမနဲ့လားဆိုတော့လည်းရှိတာမဟုတ်ဘူးမိမကတော့ရဖူတာပေါ့ဖုံးငုတ်ကိုပဲလောလောဆယ်လူတွေလုံနေရတယ်ဆရာကြီးတောက်ခတ်ပြီးလှွတ်လိုက်တဲ့တွလွယ်ဘူးလေပင်းချိတ်ပြီးတနေကုန်မိရထားလိုက်စီနေလိုက်တာ။ မောင်မကြီးပြန်ရောက်တယ်။ရောက်တော့ပတ်စံခွဲဆရာကြီးကတချို့တဝက်နှုတ်ပြီးကြာနာဖုံးကိုတချို့သူ့နှချိုးယူနေကြ။ဖုံးကိုကလည်းကျေနပ်တယ်။ကိုမှန်ကင်းနဲ့ထွက်ရတာသူပြောတယ်။ပတ်စံလည်းရတယ်။ကိုမှန်ကင်းကအဆိုကောင်းအတီကောင်းအတန်ကလည်းခက်အေးအေးရှတ်တတကွဲပြဲပြဲကြီး။စိုးတက်လို့သာနားထောင်ကောင်းတာပဲရှိတယ်။ ဖုံးကိုကကိုမှန်ကင်းနဲ့လိုက်ချင်တယ်လို့ကိုမှန်ကင်းကလည်းဖုံးကိုမှဖုံးကိုတခြားကလေးတွေ့လေမရှိဘူးအစိုးလေးရတဲ့ကလေးမတွေရှိတာပဲဘယ်တော့မှမခေါ်ဘူးဖုံးကိုကိုပဲတန်ရောစင်ဖြစ်နေပြီကိုဖုံးကိုပေးရတာကိုလည်းသူဝန်တာတယ်ဖုံးကိုတို့တဲကသူ့တဲနဲ့တိတ်မဝေးပေမဲ့ဖုံးကိုကကိုမှန်ကင်းနဲ့ပဲညအိတ်တယ်နှိပ်ပေနင်းပေသေးတယ် ညနာတစ်စင်းတာရေအိမ်စင်းတာကအစာဖုံးကိုပဲဖျားလို့နာလို့ချမ်းအေးလေလင်းမော်ခြင်းလေးပြေဝဲပါအောင်ဟာဆိုလဲဖုံးကိုပဲဖုံးကိုလာချပေးတဲ့ကျွတ်ကျွတ်အိတ်ထဲကအင်ဖက်နဲ့ထုတ်ထားတဲ့ထမင်းသုံးထုပ်ကိုကိုမှန်ကင်းခိုးလာတဲ့မိမကဖြီးတယ်မိဖို့ကြောင့်ကပစ္စည်းပစ္စရာလေးပကံခွက်ကလေးတချို့ကို ဖုံးကိုကလိုက်ပြတော့အဲ့ဒီမိမကလိုက်ကြည့်တယ်သူကကိုမှန်ကင်းရဲ့အင်ရှင်မဖြစ်သွားပြီကော ကောမန်ကင်းကိုသားမကပဲပစ္စည်းခန်းဆိုတာလဲသူနဲ့ဆိုင်သွားပြီကုန်။ကောမန်ကင်းခိုးလာတဲ့မိမကလည်းကောမန်ကင်းရဲ့ပိုင်ဆိုင်မှုကိုခဏလေးနဲ့မြင်သွားပြီးသားဖြစ်ကြော။အိတ်ဆေရကားအုပ်နှလုံး၊ဖျားတစ်ချက်၊တံပကံသုံးလေးချက်၊ဒဲအိုးလေးတစ်လုံး၊သုံးဘူးဝင်တံအိုးလက်လက်တစ်လုံး၊ပလင်းလေး၅လုံး၊ရေညှစ်တက်နေတဲ့တောက်ရီအိုးတစ်လုံးနဲ့ဆင်းမက်ခွက်ကြွေကွာတစ်လုံးပါပဲ။ ကောမန်ကင်းပိုင်တာဒါပဲကောမန်ကင်းခိုးလာတဲ့မိမကလည်းတလောက်ပဲမျောလင့်ထားပုံပဲကောမန်ကင်းလိုလူစီကဒီထက်ဘာမှမျောလင့်မထားဘူးဆိုတဲ့မျက်နှာမျိုးပဲတံပကနှစ်ချက်ယူပြီးထမင်းတွေထည့်တယ်တောင်းရီတစ်ခွက်ခတ်ပြီးကောမန်ကင်းရှစ်ချပေးတယ်ဖုံးကုန်နဲ့ကောမန်ကင်းကိုသားချပေးတာသူကတော့မစားဘူးအကိုစားလေဆိုတော့ကိုမှန်ကင်းကပြုံပြုံကြည့်နေမကြည်လဲစားလေတယ် မတ်ကြီးဆိုတဲ့နာမည်ကိုသိကြတော့ဝိုင်းကြည့်နေကြတဲ့မိန်းမတွေကဖုန်းကိုကိုစားတယ်။နင်းစားပြီးမြင်မြတ်ပြန်တော့ကိုမှန်ကင်းတဲ့နင်းနဲ့ကနေ့ဘာမှမပတ်သက်တော့ဘူး။မတ်ကြီးရောက်လာပြီတဲ့။ဖုန်းကိုကလည်းသူ့ဆရာသမားမိန်းမရလာတဲ့ဆိုတော့ပျော်နေပုံပဲ။နှစ်ယောက်သားတန်ရောစင်ဖြစ်နေကြတာမှန်ပေမဲ့ကိုမှန်ကင်းမိန်းမရလာပြီဆိုတော့သူ့ဆက်နေလို့မကောင်းတော့ဘူးဆိုတာဖုန်းကိုကလည်းသိပုံပေါ်တယ်။ ကျုပ်ပြန်มาပါဗျာမိမတွေကရီတော့ကိုမှန်ကင်းကမျက်နှာမကောင်းဘူးမပြန်ပါနဲ့กว่าတယ်ဒုန်းနဲ့ပဲနေပါတယ်ပြောရှာပါတယ်ဖုန်းကိုကမနေချင်ဘူးပဲပြောပြီးထမင်းဆက်စားတယ်ကိုမှန်ကင်းထမင်းစားပြီးတော့မတ်ကြီးကနောက်ဖေးဖက်ပကံထွက်စီတော့မိမတယောက်ကမတ်ကြီးကိုဘယ်ကခေါ်လာတာလဲတဲ့တတူလေးမိတယ်ကိုမှန်ကင်းကမဖြေပါဘူးဖုန်းကိုကပဲဖြေတယ် ပစွန်အောင်ပူရာမှာတွေ့လာပါဗျာ။အိုးမန်ကင်းနဲ့ခင်နဲ့သူ့အဖွဲဟောင်းကလူတွေထည့်ပေးလိုက်တာ။အိုးမန်ကင်းကလည်းခေါ်လာရော။အဲ့ဒါကိုမန်ကင်းနဲ့မကြည့်တော့တွေ့ကြပုံပဲ။တန်ရောစင်ဖြစ်ကြပုံပဲ။ညားကြပုံပဲ။ခဏနေတော့မှမကြည့်ပြန်ဝင်လာတယ်။လာကြည့်ကြတဲ့မိန်းမတွေရောဖိုးငိုရောပြန်လာတော့မှကိုမှန်ကင်းကခေါင်းရင်းဖက်ကမှို့တောင်တက်နေတဲ့ဝါပတလာစီထားသွားတယ်။မက်ကြီးကမီးတိုင်ခွက်ကလေးထွန်းနေ ကုံမှန်ကင်းကပတလာရုပ်ပေါ်တင်ထားတဲ့လက်ခတ်ကိုကောက်ကင်ပြီးဟိုဆန်းတီဆန်းသေးတယ်။တတော်ကလေးတီးပြီးတော့မှနေပါတချင်းရတယ်။ရပါတယ်။အာယာမရလား။အင်းကုံမှန်ကင်းသူနဲ့တသက်လုံးတွေ့ရမဲ့မိန်းမတချင်းပဲလောက်ရတယ်လဲဆိုတာရောက်ရောက်ချင်းစာမြင်ပွဲစစ်တယ်။တပုတ်ပဲမေးကြည့်ရသေးတယ်။ရတယ်ဆိုတော့ကုံမှန်ကင်းကျင်နေသွားတယ်။ အာရမတချင်ခြေစင်းလေးအတန်ပြလိုက်တော့မကြီကဝင်းဆိုရောကိုမန်ကင်းကတန်ကြလေးတွေပဲလိုက်ခေါင်နေတာခြေစင်းတတက်ကိုမကြီကအတန်တော့ကောင်းပါရဲ့အတန်ကမခိုင်ဘူးရိုင်းချင်တယ်ဆိုတာသူသတိထားမိတယ်ကိုမန်ကင်းကပတလားကြောင်လေးသူ့မှာရှိပေမဲ့အရင်ညတွေကတီးဖြစ်တာမဟုတ်ဘူးတနေ့လုံးယထာပေါ်မှာမက်တလင်တီးနေရတော့အိမ်ကပတလားကြောင်ကို မတီးဖြစ်တာကြပြီး ကိုမှန်ကင်းမိမခိုးလာတဲ့ညပဲတချင်းတန်လေးနဲ့ပတလားတန်လေးနဲ့ဆိုတော့ဘေးကတဲတွေကတဘောတွေကြလုံးမတ်ကြီးကလည်းမစိုးဘူးပေါ့ဘဲကဘဲလို့ဘာမှမသိပေမဲ့သူ့ဟာနဲ့သူတော့တွဲလို့ဖြစ်တာပဲပေါ့နေအင်မတန်ပလီတဲ့ဆိုရင်ဖြင့်ခံရပါမလွင်ညီးအင်မတန်ပလီတဲ့ဆိုရင်ဖြင့်ခံရမှာပါမလွင်အားလုံးမှန်ကြတာပါပဲအဲ့ဒီနေရာရောက်တော့ကိုမှန်ကင်းဝါပတလားကိုရှက်လိုက်တဲ့ နေဟာကအတန်တွေရွေးနေတယ်ဟပတလားအကြနာထောင်နေအောင်ဟငါပတလားကလည်းနည်းနည်းတော့ကြောင်နေတယ်ဆိုပေါ့ဆိုပေါ့ဒီမှာကြည့်ကိုမန်ကင်းကခြေစင်းအချပိုက်ကိုဆိုပြတယ်မတ်ကြီးကလည်းလိုက်ဆိုတယ်ဒါပေမဲ့မတ်ကြီးကသူ့ဆိုနေကြအဆိုကအသားကြနေတော့တတော်နဲ့ပြင်လို့မရဘူးခဏခဏပြန်ဆိုပြတယ်မတ်ကြီးကခဏခဏမှာတော့နေရင်ကဘယ်လိုဆိုခဲ့တာတော့ ဆိုတော့မကြီးကအိုးအကိုကလည်းအရင်ပဲလို့ဆိုခဲ့တာတော့ဆိုတာက မကြီးအရင် တွဲနေကြအစုံနေကြလူကသင်မထားဘူးလားလို့မေးတာမျိုးဖြစ်နေတာကိုနေရခဲ့ဖူးခဲ့တဲ့လင်တွေကဒီလိုပဲတင်ထားသလားဆိုတဲ့အတိတ်ပဲမျိုးဖြစ်နေတာကိုကိုမှန်ကင်းကသူ့စကားမှားသွားမှန်းသိတော့တချင်းတိုက်တာရန်လိုက်ရောလက်ခတ်ကလေးပတလားရွတ်ပေါ်အတာတင်နေကိုမှန်ကင်းကမျက်စိသာမမြင်နဲ့ မီးခွက်ထွန်းထားမှန်းသိတယ်နဲ့သူပါရဲ့မတ်ကြီးနေမီးခွက်ကြီးကမပူဘူးလားမှုတ်လိုက်ပါလားလေကုံမှန်ကင်းကသူ့တဲစုလေးမှာ လူချစ်လူခင်တော့များတယ်ဒီနေရာကလေးကအစုကို သူရောက်လာတာရှိလာမှ အလွန်ဆုံးတနစ်တတာပေါ့အရင်ကပစွန်တောင်ဖတ်မှနေတယ်သူအုပ်စုကလေးနဲ့သူနေတာပါပဲအခုနေတလို့ပါပဲနောက်တော့အပေါင်းအသင်းမင်ပြီးဒီမှာနေဖြစ်တော့တာ ပထမရောက်စားကတော့အတွဲရဲ့ပါရဲ့မရှိပါဘူးတကူတော့ပဲမျိုးပက်ရထားပေါ်ကြုံတလို့လိုက်သွားတာပဲခြေတောက်ကလေးနဲ့ဆန်း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 ပြီးတတွဲပြီးတတွဲကူးနေတာပဲလက်ကလည်းတီးပါးစပ်ကလည်းဆိုပဲဖျားလန်းဘူရာလောက်ရောက်တော့စင်အင်းစင်ရထားပြောင်းစီတောင်မွေလောက်ကံပဲလောက်မှပြန်စင်လမ်းပေးမှထမင်းဝယ်စားဘူရာတစ်ခုခုမှခဏနာ နှစ်ချက်ခွဲလောက်ရထားပြန်တက်ပြီးရင်မိုးကြီးချုံမှပြန်ရောက်ရောရလေရတယ်မရဘူးဆိုတဲ့နေ80လောက်ရတယ်တနေ့တော့ရှိတယ်ကုံမှန်ကင်းကအရက်တော်ကြိုက်တယ်အသေးကိုကြိုက်တာပြန်ရောက်ပြီဆိုတာနဲ့ရေချိုးတယ်အနာကဘူရာယုံကလေးပေးမှတော်အရက်ဆိုင်ကလေးတစ်ဆိုင်ရှိတော့သူ့အဖို့နီနီနာနာအဆင်ပြေတယ်နည်းနည်းလေးထွေလာတော့မှပြန်လာတာပြန်လာရဲဆိုပေမဲ့သူ့ကြီးပြန်လာတာမဟုတ်ဘူး ခလေးတယောက်ယောက်ကလာကြုံမှပြန်လို့ရတာသူ့လိုဘဝသူမိသားစုတွေထဲမှာတားရသမီးတွေနဲ့ဝဝစီစီရှိနေတဲ့မိသားစုတွေလည်းရှိတာပဲတချို့လည်းငယ်ပေါင်းရိုးရိုးတတကျွကျွနွန်းနွန်းသက်သာရှိရှိပဲဘဝသူအချင်းချင်းကခင်ကြစာနာကြကူညီကြတယ်ခလေးအချင်းချင်းလည်းတင်မြတ်ကြတာပါပဲသူ့ခလေးကိုယ့်ခလေးခေါ်ခိုင်းခေါ်တွဲလုံးနေကြတာပဲဘယ်သူခလေးမရဲ့လို့မဟုတ်ဘူး ။ကလေးတွေကလည်းဘယ်သူဘယ်ဝါမှရဲမဟုတ်ဘူး။တွဲပြေးလိုက်ပေါ်တာပဲ။ရှက်တယ်ပါရဲမရှိဘူး။အရက်ဆိုင်မှာကိုမန်ကင်းမူးလောက်ပြီးဆိုရင်ကလေးတယောက်မဟုတ်တယောက်ရောက်လာတာပဲ။ဦးမန်ကင်းကြီးထတော့ဆိုရင် ဟုတ်ပါပြီဗျာဆိုပြီးထတော့တာ။မထလို့လည်းမရဘူးလေ။သူများတွေ့မှသူအိမ်ရောက်မှကုန်။နောက်တစ်ခုက ကိုမှန်ကင်းကဖဲရိုက်ကောင်း။သူ့မှာဖဲတို့တထုပ်ကိုပိုင်ရှိတယ်။ သူများဖဲထုတ်နေဆိုရင်တော့သူလက်မခံဘူး။သူ့ဖဲထုတ်နေတာရိုက်မယ်ဆိုလို့ကတော့မျက်စိကောင်းမကလို့မျက်စိသုံးလုံးပါလာပါစေ။လာခဲ့ပါ။သူ့ဖဲထုတ်ကိုလည်းသူဘာမှလှုပ်ထားတာတော့မဟုတ်ပါဘူး။ရိုးရိုးဖဲထုတ်ပါပဲ။မှတ်ထားတေးထားတာလည်းမရှိပါဘူး။တွဲရိုက်မဲ့မျက်စိကောင်းတဲ့လူက ရိုက်တော့မယ်ဆိုရင်ကြိုက်တယ်လို့စစ်စစ်မတင်ငါဘူးထင်ရင်မရိုက်နဲ့ သူကင်တွင်နေကြမို့သူ့ထာကလေးနဲ့သူတည်နေတာကလွဲလို့ဖဲထုတ်ကိုဘာမှပြင်ထားတာမဟုတ်ဘူးတကယ်ရိုက်ဖြစ်ပြီဆိုရင်တော့ကိုမှန်ကင်းကသူ့လူယုံကိုခေါ်လာရောငွေအနှုတ်အသိမ်းလုပ်ဖို့တစ်ဖက်ကဖဲပွင့်ကြည့်ဖို့ပါပဲဇာနာသူပဲကင်တယ်သူပဲရိုက်တယ်သူခေါ်လာတဲ့လူကကင်ပေးတာမဟုတ်ဘူးရောစရာရှိရင်ရောပေးလိုက်စားစရာရှိရင်စားလိုက်ဒါပဲခိုင်းထားတာ ဝိုင်းဖြစ်လို့များဆိုလို့ကတော့ကိုမှန်ကင်းတိုင်းပဲလုပ်တယ်။သူများမှောက်ထားတဲ့ဖဲချက်တွေကိုလိုက်ဆန်းပြီးဖမ်းတယ်လို့ဩတော်တာ။မျက်စိကောင်းတဲ့ရိုက်ဖက်တွေကအောင်မာမှန်ကင်းရတေချာမှလည်းလုပ်ပါဟာလို့များဆိုရင်အောက်ဖဲတစ်ချက်လက်နဲ့ပုတ်တယ်ပြီးကလားကွာလို့ဩလဲဩဖြောင်းခနဲ့လည်းရိုက်ချာကြည့်လိုက်ကလားပဲ။ပိုင်လာချေလာမှန်ကင်းရဆိုတော့ကာမာဗျာမှန်ကင်းရဲ့ကာမာ ဟုအမြဲပြောတတ်တယ်။ဖဲရိုက်တင်ကောင်းတာမဟုတ်ဘူး။ကြားထုတ်ရင်လည်းကိုမှန်ကင်းကိုတော်ယုံလူမနိုင်ဘူး။ကောင်းလိုက်တဲ့ကောင်းကလည်းမပြောနဲ့တော့။ကြားကွက်ကစက်ကူကြားကွက်ဖြစ်ဖြစ်တစ်တာကြားကွက်နဲ့ဖြစ်ဖြစ်မကစားခင် သူ့လက်နဲ့လိုက်ဆန်းတယ်။ဒါပဲပြီးပြီ။ကြားကောင်တွေဖြောင်းနေအောင်စီးတယ်။တစ်တာခုံဆိုရင်တော့သူ့ပိုကြိုက်တယ်။စားထိုးတယ်ဆိုလို့ရေတည်တည်မြင်ရလို့တော့မထင်နဲ့ဘာမှကိုမမြင်ရတာ ဝဝဝဝင်လောက်ပဲမြင်ရတာနေတာနေသလားမှောင်နေသလားဆိုတာပဲသိတာတဖက်ကလူရဲ့ကြားကကြစ်ကြစ်နဲ့တက်မယ်ဆိုရင် သူကလည်းကြစ်ကြစ်နဲ့တက်လိုက်တာပဲသူ့ကြားကောင်တဖက်ကင်းနေရရောက်လို့မထဲ့ဘူးဆိုရင်လည်းကင်းထက်လို့អော်យောသူကကင်းထက်ရမယ်ဆိုရင်လည်းကင်းထက်ပေးလိုက်ရော သူကခင်းထဲရမယ်ဆိုရင်တခါတလေသုံးကွက်လောက်များကြော်စားသွားတာဒေါင်းဒေါင်းဒေါင်းနဲ့လူကောင်းမျက်မြင်ဆိုတဲ့လူကပါစပ်အဟောင်းသားနဲ့ကြံရစ်ခဲ့ရောကိုမှန်ကင်းနဲ့ကစားရင်တကောင်ကြရင်လဲပေးမနှစ်ကောင်ကြရင်လဲပေးမတရေရှုံးရင်လဲပေးမကစားကြတော့တာကစားရင်လဲများတော့အဖြစ်ကိုမှန်ကင်းနိုင်တာကြည့်ပဲကြားနိုင်တဲ့နေ့ဆိုရင်ဘူရာယုံဘေးကဆိုင်ကိုအစောကြီးရောက်နေတတ်တယ်အဲ့ဒီနေ့ရထားမတက်တော့ဘူး ကောမန်ကင်းဘောလုံးလဲကန်သေးတယ်။ကာနာမကြေးနဲ့မှကန်တာ။ကိုကျင်တယောက်ချင်းကန်ချင်တယ်လို့သူ့ကိုတဲရီနာကစိုက်ကားနေတဲ့ကိုကျော်ခါကအရက်ဝိုင်းမှာစိန်ခေါ်တော့ကောမန်ကင်းကတိတ်ရတာပေါ်တယ်။ကြေးမပယ်ကြေးတယ်။မျက်နှာဝါနှစ်တောင်လောက်ကျဲတဲ့တက်သားတိုင်ကလေးတစ်ဖက်တစ်ချက်စိုက်တယ်ပြီးကွင်းမကြက်တကြယ်လေးထဲမှာကိုမှန်ကင်းတဲ့ကိုကျော်ခါပတ်စံကြီးဘောလုံးကမဲဆိုတော့ ဘူရာယုံလေးဘီကကွင်းမှာအဲ့ဒီနေ့ကလူတွေကိုညှို့လုံးပွဲကြည့်ပရိသတ်ဆိုတာပြုံးလို့ရွှင်လုံးကာမာကလည်းကိုခြင်းကာမဲ့လူကလည်းတစ်ဖက်တရာလောင်းကြီးကလည်း90ကြီးတယ်ပွဲစမယ်လို့တော့ဒိုင်လို့တဲ့ဘူရာကစည်ရည်ကြီးကမျက်စိကောင်းတဲ့ကိုကျော်ခမျက်စိကိုအဝတ်စနဲ့တင်းနေအောင်စီးတယ်ကိုမှန်ကင်းကမျက်မမြင်ဆိုတော့ကိုကျော်ခကိုလည်းမမြင်ရအောင်လုပ်ရတာလေ ဘောလုံးကိုလည်းစကားကွက်ကြကြရက်ထားတယ်။ဘောလုံးဆွတ်တဲ့အိမ်နဲ့ဆွတ်တယ်။ဘောလုံးဆွတ်မှာချူးကလေးတလုံးမြဲနေအောင်ချီတယ်။လက်မှတ်စရေးကြီးနည်းနည်းကန်ကြည့်တော့ချူးကလေးကတချွန်းချွန်းနဲ့ဘောလုံးပြေးရမှမြင်နေရော။အားလုံးအဆင်ပြေတော့မှဘောလုံးပွဲစားတယ်။ကိုခန္ဓာဖိုင်ဖိုင်အသားဖြူဖြူကိုမှန်ကင်းကြီးကဘောင်းပြီးအပွားတော်တော်ကြီးဝတ်ထားတော့တကယ့်ဘောသမားဆိုင်ပဲ။ ဒိုင်ကဘောလုံးကိုမြောက်ပြီးလဲချလိုက်ရောပြေးပြီးလူလိုက်ကြတာဘောလုံးကပြေးကျင်တဲ့နေရာပြေးတော့ခြူတန်ကိုနားထောင်ပြီးနှစ်ယောက်သားလိုက်လူလိုက်ကြတာလဲကြ क्वे ကြနေဘောလုံးနားရောက်လို့ချိန်ကန်တော့လဲဘောလုံးကို ထိတယ်မရှိဘူးလေဘဲကံပြီးတော့ကွင်းဘေးကလူတွေကတဝါဝါနေဟုတ်ပြီကွာမှန်ကင်းကွာရှေ့မှာနည်းနည်းတော့အောင်ဟုတ်ပြီကံကံတော့ဆိုတဲ့အတန်တွေဆိုတာညာလုံး နိုင်ဝါလာအထည်ပဲသူမှကိုမရသေးဘူးတခါတော့ကိုမှန်ကင်းဘောလုံးရသွားတယ်သူသွင်းရမဲ့ကိုတိုင်ဖက်ကိုဘယ်လိုမှတ်ထားသလဲမသိဘူးလှဲ့ပြီးသားဖြစ်သွားရောကိုကျော်ခကလာလို့တော့ဘောလုံးကိုအသာလေးနောက်ဆွဲလိုက်တော့ကိုကျော်ခအချိန်နဲ့လဲရောဒီတော့မှကိုမှန်ကင်းသူ့ခြေခုံပြားကြီးနဲ့မြေလိပ်ကန်လိုက်တာဘောလုံးကချူးတန်တချွင်းချွင်းနဲ့ဂိုးပေါက်ထဲတက်တဲကြီးဝင်သွားတော့တယ်ဂိုးလို့လဲဝိုင်းအော်ရောပွဲလဲပြီးရော တကိုးကိန်းကို ကိုမှန်ကိန်းကအပ်တယ်လို့လူမျိုး မကြည်နဲ့ညာတော့ကိုမှန်ကိန်းကြားမထိုးဖြစ်တော့ဘူးဖဲမရိုက်ဖြစ်တော့ဘူးဘော်လုံးလည်းမကန်ဖြစ်တော့ဘူးရသည်မပတ်စံလေးကြစ်ကြစ်ဆူတယ်အရက်ကလေးတော့တောက်သေးတယ်ညနေဖယ်ပြန်ရောက်ရင်အရက်လေးတောက်လိုက်ပတလာလေးတီးလိုက်တချင်းလေးဆူလိုက်နဲ့မတ်ကြီးသူ့စီရောက်လို့ဆယ်လားလောက်နေတော့ကိုမှန်ကင်းအိမ်ရထဲလဲတယ်အသေးရအတော်ဝါဖြစ်တာတယ် တဖိုင်းပိုင်ကိုခန္ဓာကြီးဆိုတာစိန်ခလုံးနဲ့တိုက်ချတဲ့တင်မောတိစိန်လိုလုံးပါပါသွားလိုက်တာအယိုးပေါ်အရေးတင်မဲ့ချန်နဲ့ဆူဆောင်းထားတဲ့ပတ်စံလေးလဲဆေးဝယ်တောက်ရတာနဲ့ဆေးထိုးရတာနဲ့တတိတတိနဲ့ပေါ်လာပြီးစုထားတဲ့ငွေထုတ်ကလေးလဲရောလိုက်လိုက်လာပြီးဖြစ်ခါစားနှစ်ပတ်လောက်တော့မကြည့်လဲပြုစုပါသေးတယ်နောက်တော့ဆရာကြီးကငွေကုန်မှန်းသိတော့ကိုတင်ဖေဆိုတဲ့မျက်မမြင်တယောက်နဲ့တွေ့ပေးလိုက်ရော မတ်ကြီးတနေ့လုံးရထားနဲ့လိုက်နေရတော့အိမ်မှာကုံမှန်ကင်းတယောက်တည်းဖုံးကိုလေးပြန်ခေါ်ခိုင်းပြီးခိုင်းချင်တာလေးခိုင်းရတယ်မတ်ကြီးအတွေ့ရလာတဲ့ပတ်စံလေးနဲ့စားနေရတော့ကုံမှန်ကင်းလဲကြတော့အာနာလာတယ်တတတယ်နလန်ထရယ်ဆိုပေမဲ့နောက်တလားလောက်တော့နားရအောင်မသေးချရတယ်မတ်ကြီးကလည်းတနေ့ကုံပင်ပန်းလို့တယ်ပြန်လာတာနဲ့ရေချိုးထမင်းစားအလှလေးပြင်ပြီးဘူရာမှာတော်တော်ထိုင်နေတတ်တယ် တညတော့မိုးကြီးသာချုပ်ရောမတ်ချီနဲ့တင်ဖေကပြန်မလာဘူးနောက်ဆုံးယထာသူတို့ဘူဒာယုံကလေးထွက်သွားတဲ့အတန်ဟာပျောက်သွားတယ်မတ်ချီနဲ့တင်ဖေပြန်မလာဘူးတတော်လေးပေါင်တော်မှဆရာကြီးကလူတွဲကလေးနဲ့ကိုမှန်ကင်းစီရောက်လာတယ်ဒီတရင်ကြားတဲ့မိန်းမနဲ့ကလေးတွေလည်းရောက်လာကြတယ်တင်ဖေက မိန်းမတော့မရှိဘူးဒါပေမဲ့ကလေးတွေကြံရစ်ခဲ့တယ်တင်ဖေသားသမီးတွေကလည်းမျက်စိတငယ်နားတငယ်နဲ့ထိုင်နေကြတယ် ကောမှန်ကင်းရဘဝသူတငယ်ချင်းတွေကလည်းဒေါသဖြစ်တဲ့လူကဖြစ်မိုးတဲ့လူကမုန်းကောမှန်ကင်းကတော့ငေါင်စင်စင်ကြီးပတ်စံတပြားမှမကြံတော့တဲ့အိတ်ရှုပ်ကလေးပေးချပြီးငေါင်စင်စင်ကြီးထိုင်လုံးခဏနေတော့မှဖုံးကိုကိုအရက်တလုံးတော့ဝယ်စမ်းတယ်သူ့နာမည်ပြောခဲ့တဲ့အသေးရောင်အတဝါယောဂနဲ့နလန်ထဆလူက အရက်ပြင်းတွေတောက်မယ်ဆိုတော့ဖုံးကိုကကလေးပေမဲ့တားတယ်ကိုမှန်ကင်းကလည်းသွားတော့ဝယ်တယ် သေပစေတယ်။ဖုံးကုန်ကတော့ဝယ်မပေးဘူးပဲညင်းတယ်။ဆရာကြီးနဲ့တခြားလူတွေကလည်းအတင်တာတယ်။ဆရာကြီးကကိုမှန်ကင်းကိုပဲအပြစ်တင်တယ်။မှန်ကင်းဟာမင်းမင်းမတင်ဖင်နဲ့တွဲပေးလိုက်တာမင်းငွေကုန်မှန်တိလိုပါကွာစေတနာပါဘဲကမင်းမများမင်းတွေ့လာတာလဲငါကောင်ရမျက်စိမမြင်တဲ့ယောက်ျားကိုတေတပံတတ်တဆုံးရှာကျွတဲ့မိမတွေအများကြီးကွာစင်းရဲပေမဲ့တစ္ဆာမပြတ်ကြဘူးအချစ်မပြတ်ကြဘူး ခလဲတွေမြေးတွေနဲ့မင်းအတွေ့ပဲတို့အထဲမှာမင်းကအကင်းအပါဆုံးဖဲရိုက်မလားကြားထုတ်မလားဘော်လုံးကံမလားမင်းကမှခံရတယ်လို့ကွာအေးလေဘော်လုံးကချူပါတာကိုကမင်းမကချူမမပါတာဆိုတော့ကိုမှန်ကင်းပါမှမပြောတော့ဘူးအရက်လည်းမဝဲခိုင်းတော့ဘူးခေါင်းရင်းထရန်ကိုမှီရင် ထိုင်နေလိုက်တာလူတွေအားလုံးပြန်ကြတဲ့အထီးပဲညတော်တော်နဲ့တဲ့အထီးပဲ တတော်လေးတိတ်ဆိတ်သွားပြီဆိုတော့မှ ကိုမှန်ကင်းပတလားစီကိုဖင်ရွှေ့ပြီးသွားတယ်။ပတလားလက်ခတ်ကိုကင်ပြီးထင်းခွဲချမ်းခွဲသလိုတပြောင်းပြောင်းနဲ့ရိုက်ရိုက်တည်တယ်။ငကိုကအတန်ကြောင်နေတဲ့ပတလားကကြောက်စရာအတန်တွေ ထွက်လာတော့မှ သူဆိုနေကြခက်ရှက်ရှာအစ်တတစ်အတန်မျိုးမဟုတ်ပဲအတန်နဲ့ကြီးနေ။နေအင်မတန်ပလီတဲ့ဆိုရင်ဖြင့်ခံရမှာပါမလွဲ။ ညီးအင်မတန်ပလီတယ်ဆိုရင်ဖြင့်ခံရမှာပါမလဲအားလုံးမှန်ကြတာပါပဲလို့ကြုံအော်ရော ပထမတော့တဲစုကလေးကမျက်မမြင်တွေရောမိမတွေရောကလေးတွေရောလက်နိုးကုန်ကြတယ်။နောက်တော့လဲအမောင်ကြီးထဲမှာတဲစုကလေးငြိမ်သက်သွားပြန်ရော။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာနေဝင်းမြေရေးသားထားတဲ့နင်းအင်မတန် ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။